စမှာတော့ကောင်လေးတယောက်စာမေးပွဲခန်းထဲမှာခိုးချဖို့အဖြေလွာသေးလေးတွေပြင်ဆင်နေတာကိုတွေ့ရပါတယ်။သူ့နမီကမန်တို့ကျပါចောင်းអុសရာကြီးကိုတိုင်းကចောင်းသားတွေကိုစာမေးပွဲမှာခိုးချဖို့လုံစော်ပြီးခွင့်ပြုနေခဲ့ပါတယ်။သူကသူ့ចောင်းအတွက်စာမေးပွဲမှာရလက်ကောင်းတစ်ခုပဲလိုချင်ခဲ့တာပါ။အားလုံးခိုးချနေကြတော့ရုတ်တရက်လင်းရရဲရရှိတယောက်ကចောင်းကိုစစ်ဆေးဖို့ရောက်လာခဲ့ပါတယ်။ပြီးတော့ចောင်းអុសရာကြီးကိုလက်ပုလက်ချက်မိပြီးဖမ်းဆီးသွားခဲ့ပါတယ်။ ရဲရရှိကစာမေးပွဲမှာခိုးချတာကိုရက်တန့်လိုက်ပြီးအကျိုးဆက်အနေနဲ့အဲ့ဒီနှစ်မှာចောင်းသားများစုစာမေးပွဲကြခဲ့ကြပါတယ်။မန်နုကြတောင်မှသူ့ရဲ့ဆက်နှစ်တန်းစာမေးပွဲကိုကြရှုံးခဲ့ပါတယ်။မန်နုကြီးရဲ့အဖေကအရန်ရိုးသားတဲ့သူတယောက်ပါ။သူကအစိုးရဝန်ထမ်းတယောက်ပါ။ဒီနေ့မှာမန်နုကြဖေကအကျင့်ပြတ်ချစားတဲ့တင်နာတွေကိုကူညီပေးဖို့သူ့ရဲ့အထက်လူကြီးစီကဖိအားပေးခံခဲ့ရပြီးရိုးသားတဲ့သူတယောက်ဖြစ်တာကြောင့်သူမလုချင်ခဲ့ပဲသူ့ထက်လူကြီးနဲ့ရန်ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့သူ့လောက်ကနေအနာပေးခံခဲ့ရပါတယ်။ဒါပေမဲ့မန်နိုဂျဖေကအမှန်တရားကနိုင်မှာပါဆိုပြီးတရားရုံးချုပ်မှာအမှုကိုဆက်လက်တိုက်ပွဲဝင်ခဲ့ပါတယ်။အကျိုးဆက်အနေနဲ့မန်နိုဂျိုမိသားစုဆင်းရဲဒုက္ခရောက်ခဲ့ရပါတယ်။မကြခင်မှာပဲမန်နိုဂျီနဲ့သူ့အကိုကရွာကကားတစ်စီးကိုမောင်းပြီးပိုက်ဆံရှာခဲ့ကြပါတယ်။မိသားစုကို ထောက်ပံ့ခဲ့ပေမဲ့ဒါကကြာကြာမှခံခဲ့ပါဘူး။သူတို့ရဲ့တည်ယူပို့ဆောင်ရေးလုပ်ငန်းကိုရပ်တန့်ဖို့တောင်းဆိုခံခဲ့ရပြီးနောက်ရွာကဘတ်စကားစပယ်ယာ နဲ့ယင်မောင်းကြောင်ပါမန်နို့ဂျီအီကိုဘတ်ကတ်စ်ပေယာနဲ့ယံဖြစ်ပြီးသူ့မျက်နာကိုဖိနှက်နဲ့ရိုက်ခဲ့ပါတယ်နောက်နေ့မှာရဲကမန်နို့ဂျီနဲ့သူ့အကိုနှစ်ယောက်လုံးကိုဖမ်းပြီးထောင်ရဲထည့်ခဲ့ပါတယ်မန်နို့ဂျီကသူတို့အပြစ်မရှိကြောင်းခုခံကာကွယ်ဖို့စူးစမ်းခဲ့ပါတယ်ဒါပေမဲ့ဘတ်ကတ်ပိုင်ရှင်ကရဲကိုပိုက်ဆံပေးထားတဲ့အတွက်သူတို့ကခေါင်းမာနေခဲ့ပါတယ်မန်နို့ဂျီကရဲကိုပြစ်တတ်မယ်လို့ချင်းချောင်းညင်ခုန်ခဲ့တာကြောင့်ရဲကိုဒေါသထွက်စေခဲ့ပါတယ်သူကမန်နို့ဂျီကိုသူ့တေနဲ့ယူလာပြီး ူနဲ့ပြန်ပစ်ခိုင်းခဲ့ပါတယ်။မဟုတ်ရင်သူ့အကိုကိုပစ်တတ်မယ်လို့ပြောပါတယ်။မန်တို့ဂျလန့်သွားပါတယ်။သူရဲစခန်းရဲ့ကထွက်ပြီးလမ်းတွေပေါ်ပြေးထွက်လာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအစားသူကအင်းကြီးရဲ့အိမ်ကိုတန်းသွားပြီးအဲ့ဒီရဲကိုတန်းကြားခဲ့ပါတယ်။အင်းကြီးကရဲစခန်းကိုလာရောက်ပြီးမန်တို့ဂျင်းနဲ့သူ့အကိုကိုလွတ်ပေးခဲ့ပါတယ်။မနုဂျကစင်ရရဲ့အကူအညီကြောင့်အယန်းကိုစိတ်ထိခိုက်သွားပါတယ်။အာနာကသာလူမလက်ထဲမှာရှိခဲ့ရင် သူကတခြားသူတွေကိုကူညီနိုင်ပြီးလူဖွဲ့စည်းကိုပြောင်းရဲနိုင်မယ်လို့တွေးခဲ့ပါတယ်။မန်နိုဂျ်ကလင်းနီယာကိုမေးခဲ့ပါတယ်။ခင်မ ्या လို့စနီယာတယောက်ဖြစ်ဖို့ကျွန်တော်ဘာလုပ်ရမလဲ။အင်းကြီးကခိုးချတာကိုရက်လိုက်လို့ဖြေခဲ့ပါတယ်။ဒါကမန်နိုဂျ်ရဲ့အပြုအမူကိုပြောင်းလဲစေပြီးစိတ်အားထက်သန်စေခဲ့ပါတယ်။သူစာစ조사ပြီးဆယ်နှစ်တန်းကိုအောင်မြင်ခဲ့ပါတယ်။သူ့အိမ်မက်ကိုလိုက်ဖို့အတွက်ဟင်ဒီဘာသာနဲ့ပွဲရတဲ့အထိဆက်လက်조사ခဲ့ပါတယ်။ဝဲရပြီးနောက်မန်နိုဂျ်ကတင်းနှံတက်ဖို့မြို့ကိုသွားခဲ့ပါတယ်။ သူ့ဖွားကသူ့ရဲ့နှစ်ပေါင်းများစွာဆူထားတဲ့ပင်စင်လစာကိုမန်နိုဂျီကိုပေးခဲ့ပါတယ်။ဒါပေမဲ့ပက်စကားနဲ့ခီးသွားနေတော့အတွေ့အကြုံမရှိတာကြောင့်မန်နိုဂျီအိပ်ပျော်သွားခဲ့ပြီးသူ့ပစ္စည်းတွေအားလုံးကိုအမျိုးသမီးတစ်ယောက်ကခိုးယူသွားခဲ့ပါတယ်။အခုမန်နိုဂျီမှာဘာမှမရှိတော့ပါဘူး။သူ့လမ်းဘေးမှာအိပ်ပြီးရက်ပေါင်းများစွာဗိုက်စာနေခဲ့ရပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့သူ့ဗိုက်စာတာကိုမတိမခံနိုင်တော့ပဲစားတော့ဆိုင်ပိုင်ရှင်စီမှာအစားအစာတောင်းခဲ့ပါဗါးသူအလကားမစားချင်ခဲ့ပါဘူး အစားသူကအဲ့ဒီပမာဏအတွက်အလုတ်ပြန်လုတ်ပေးမယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီစားတောက်ဆိုင်မှာပရီဒန်ဆိုတဲ့လူတယောက်နဲ့တွေ့ခဲ့ပြီးသူနဲ့စကားပြောရင်းမြို့ကတင်းနှင်းစင်တာကပိတ်သွားပြီဆိုတာသူသိလိုက်ရပါတယ်။မန်နုကြစိတ်ပူသွားပြီးအခုဘာလုပ်ရမှန်းမသိတော့ပါဘူး။အဲ့ဒီနောက်ပရီဒန်ကသူ့ကိုတသက်နဲ့စာမေးပွဲအကြောင်းမိတ်ဆက်ပေးခဲ့ပါတယ်။အိန္ဒိယမှာအခက်ခဲဆုံးစာမေးပွဲပေါ့သူကဆက်ပြောတယ်မင်းသာဒီစာမေးပွဲကိုဖြေနိုင်ခဲ့ရင်မင်းစင်ရရဲ့အဖေတောင်ဖြစ်လာနိုင်တယ်အဲ့ဒါကတော့ တစက်အရာရှိတဲ့ပရီဒန်ကမန်နိုဂျီကိုဒေးလီကိုသူနဲ့အတူလိုက်ခဲ့ဖို့လက်မှတ်တဆောင်ပေးခဲ့ပါတယ်အိန္ဒိယရဲ့မြို့တော်ဖြစ်ပြီးတသက်နဲ့အတွက်တင်နန်းတက်ဖို့ပါမန်နိုဂျီဒေးလီကိုရောက်တဲ့အခါပဝန်းကျင်ကလုံးဝကိုကွဲပြားခြားနားနေပါတယ်သူကားတွေအများကြီးတွေ့ခဲ့ရပါတယ်တသက်နဲ့နဲ့တခြားပြည်သူဝန်ထမ်းစာမေးပွဲတွေအတွက်ပြင်ဆင်နေတဲ့ចောင်းသားတွေအများကြီးကိုလည်းတွေ့ခဲ့ရပါတယ်မန်နိုဂျီရမ်းစိတ်ပူပြီးသူ့ရွာကိုပြောင်းချင်နေခဲ့ပါတယ်ဒါပေမဲ့သူ့သူငယ်ချင်းတယောက်ကသူ့ကိုအကိုဂေါ်ရီနဲ့တွေ့ဖို့ခေါ်သွားခဲ့ပါတယ်တသက်နဲ့စာမေးပွဲကိုအောင်ဖို့အဆင့်၃ဆင့်ရှိပါတယ်ဟာရိုဒင်း နဲ့ရန်နဲ့စေရက်ကရပါလူများစုအတွက်အဆင့်တစ်ခုချင်းစီကိုအောင်ဖို့ကမဖြစ်နိုင်တော့ပါပဲအကိုကော်ရီကဇာတ်ဝတ်တင်လန်နဲ့ဗဲအဲကိုအောင်မြင်ထားပါတယ်သူအင်တာဗျူးလဲဖြန်အေးဆိုခဲ့ပြီးသူ့ရဲ့နောက်ဆုံးဖြေကိုစောင့်နေပါတယ်အကိုဂေါ်ရီကမန်နိုဂျီကိုတသက်နဲ့အကြောင်းရှင်းရှင်းလင်းလင်းရှင်းပြခဲ့ပါတယ်မန်နိုဂျီကိုစာကြည့်တိုက်မှာအလုပ်ရဖို့တောင်ကူညီပေးခဲ့ပါသေးတယ်အကိုဂေါ်ရီကစင်းရဲတဲ့ចောင်းသားတယောက်ရဲ့အောင်မြင်မှုကစင်းရဲတဲ့အတိုင်းဝိုင်းအလုံးအတွက် အောင်မြင်မှုပဲလို့ယုံကြည်ပါတယ်အဲ့ဒီနောက်မန်တို့ကစာကြည့်တိုက်မှာအလုပ်လုပ်ပါတယ်ပိုက်ဆံနေနေစုပြီးတင်နန်းစင်တာကောင်းကောင်းတစ်ခုကိုရှာဖွေခဲ့ပါတယ်တင်နန်းစင်တာတစ်ခုမှာရှေ့ရတာဆိုတဲ့ကောင်းမလေးတဲ့ရောက်နေတွေ့ခဲ့ပါတယ်မန်တို့ကနဲ့ရှေ့ရတာကအချင်းပြတ်တဲ့တင်နန်းစင်တာနဲ့ညှင်းခုန်ခဲ့ကြပါတယ်ရှေ့ရတာကမန်တို့ကိုသဘောကျသွားပါတယ်မန်တို့ကသူ့ရဲ့ဂျေရိုဒင်းရစာမေးပွဲကိုအောင်ထားတယ်ဆိုတာသိလိုက်ရတဲ့အခါပတင်နန်းမှမတက်ဘဲနဲ့ပေါ့ဒီနေ့မှာရှေ့ရတာကမန်တို့ကိုစာကြည့်တိုက်မှာတွေ့ခဲ့ပါတယ်ပြီးတော့စာကြည့်တိုက်ကသူ့အလုံးနဲ့စာချက်တာတွေအကြောင်းမေးခဲ့ပါတယ် မနုဇ်ကပျော်ရွှင်စွာပြန်ဖြေခဲ့ပါတယ်ကျွန်တော်စာအုပ်တအုပ်ဖတ်ဖူးတယ်အဖတ်ထူးကလန်ကလမ်းမအောင်မှာစာချက်ခဲ့ရတယ်ဒီမှာတော့ကျုပ်အနောက်မှာစာချက်ဖို့စာကြည့်တိုက်တစ်ခုလုံးရှိနေတာပဲမနုဇ်နဲ့ရှယာတာကအရန်ခင်တဲ့သူငယ်ချင်းတွေဖြစ်လာကြပါတယ်ဒီနေ့မှာမနုဇ်စာကြည့်တိုက်မှာအလုပ်လုပ်နေတုန်းရှယာတာကမနုဇ်လက်ထဲမှာအင်ဂျင်နီယာစာအုပ်တအုပ်ကိုတွေ့သွားပါတယ်ပြီးတော့ မနုဂျီကိုအင်ဂျင်နီယာတယောက်လို့အထင်မှားသွားပါတယ်အဲ့ဒီနောက်တင်းနှန်းချိန်အတွင်းမှာကတိကကအင်ဂျင်နီယာသိပ်ပံကိုအခြေခံတဲ့မေကွန်တစ်ခုမင်းနေုံရှယ်ယာတာကမနုဂျီကိုအဖြေအတွက်ဖိအားပေးနေခဲ့ပါတယ်ကတိကကမနုဂျီနဲ့ရှယ်ယာတာကိုခုနကဘာဖြစ်တော့အားရလဲလို့မေးခဲ့ပါတယ်ရှယ်ယာတာကကတိကကိုမနုဂျီဖြေတည်တယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့သူကအင်ဂျင်နီယာတယောက်ဖြစ်လို့ပြောဖို့ရှက်နေတာပါလို့ပြောခဲ့ပါတယ်ကတိကကမနုဂျီကိုမင်းကအင်ဂျင်နီယာလားလို့မေးခဲ့ပါတယ်ဘာလို့လဲဆိုတော့ကတိကကမနုဂျီက ဟင်ဒီဘာသာနဲ့ပွဲရထားတာကိုသိလို့ပါမန်နိုဂျ်က "तू အင်ဂျင်နီယာတယောက်မဟုတ်ဘူး"လို့ပြန်ဖြေခဲ့ပါတယ်။အဲ့ဒီအခါမှာရှယ်ယာဒါကတတန်းလုံးရှိမှအရှက်ရသွားခဲ့ပါတယ်။အဲ့ဒီအရှက်ရစရာဖြစ်ရပြီးနောက်မန်နိုဂျ်ကအပြစ်ရှိတယ်လို့ခံစားရပြီးဝမ်းနည်းနေခဲ့ပါတယ်။သူစာကြည့်တိုက်မှာရှိနေတုန်းစာကြည့်တိုက်မန်နေဂျာကသူ့ကိုခေါ်လိုက်ပါတယ်ပြီးတော့စာကြည့်တိုက်ရဲ့ငွေကြေးအသုံးစရိတ်ကိုမေးခဲ့ပါတယ်။မန်နေဂျာကမန်နိုဂျ်ကိုပိုက်ဆံနေနေယူသွားတယ်လို့တန်တရားဝင်နေပါတယ်။ မန်နိုဂျကမန်နေဂျာနဲ့ညှင်းခုန်ပြီးစာကြည့်တိုက်ကအလုပ်ကနေထွက်လိုက်ပါတယ်ဒီတခါမန်နိုဂျကအဝေးကြီးကိုထွက်သွားခဲ့ပါတယ်ဂျုံဆက်ယုံတို့ခုမှအလုပ်ဆလုပ်ပြီးသူ့ရဲ့စာချက်ချင်းကိုဆက်လုပ်ခဲ့ပါတယ်ရက်တော်ကြပြီးနောက်ပရန်လာရဆေကမန်နိုဂျကိုလာတွေ့ပြီးသူ့ရဲ့နေထိုင်မှုအခြေအနေကိုမြင်တဲ့အခါပရန်ကသူ့ကိုတနာသွားပါတယ်သူကမန်နိုဂျကိုပြန်လာပြီးရှရာရာကိုတောင်းပန်ဖို့ပြောခဲ့ပါတယ်ဒါပေမဲ့မန်နိုဂျကသူ့ရဲ့ဘေးအင်းစာမေးပွဲကိုဖြေပြီးသွားရင်သူ့ရှရာရာကိုတောင်းပန်မယ်လို့ပြောခဲ့ပါတယ် ဒါပေမဲ့ပရန်ကမနုဇတာဒီမာနေပြီးစာချက်နေရင်သူဘယ်တော့မှ စာမေးပွဲအောင်မှာမဟုတ်ဘူးဆိုတာသိပါတယ်ဘယ်အင်းစာမေးပွဲအတွင်းမှာအားတော့ဒါကအမှန်ပါပဲမနုဇကကောင်းကောင်းဖြေဆိုနိုင်ခဲ့ရင်မဲ့အင်္ဂလိပ်အရေးချင်းစစ်စာရွက်မှာတော့သူကြားရတဲ့အကြောင်းရင်းကအိန္ဒိယကအကြမ်းဖက်မှုအကြောင်းရေးခဲ့လို့ပါတကယ်တမ်းမေးခွန်းကအိန္ဒိယရဲ့ခီးသွွားလုပ်ငန်းအကြောင်းမေးခဲ့တာပါမနုဇဝန်းနေသွားပြီးရှရာဒါစီကိုသူမအိမ်ကိုတန်းသွားတွေ့ခဲ့ပါတယ်သူသူမကိုတောင်းပန်ပြီးလက်ထက်ခွင့်တောင်းတောင်းခဲ့ပါတယ်ဒါပေမဲ့ရှရာဒါကသူ့ရဲ့လက်ထက်ခွင့်တောင်းတာနဲ့ပတ်သက်ပြီး ဘာမှပြန်မဖြေခဲ့ပါဘူးအစားသူကမန်နိုချကိုဒေးလီပြန်ပြီးစာကြိုးစားဖို့ပြန်ဩခဲ့ပါတယ်မန်နိုချဒေးခွဲပြီးသူ့ရွာကိုတန်းပြန်သွားခဲ့ပါတယ်အဲ့ဒီမှာသူ့အမအကူနဲ့အမေကိုတွေ့ခဲ့ပါတယ်သူအယမ်းပျော်နေခဲ့ပါတယ်ဒါပေမဲ့သူ့ဖွာဆုံးသွားပြီဆိုတာတီးလိုက်ရတဲ့အခါသူ့နှလုံးသားဝမ်းနည်းမှုတွေနဲ့ပြည့်နှက်သွားပါတယ်သူ့အမေကသူတို့ရဲ့ဆင်းရဲမွဲတွေမှုတွေကိုဖုံးကွယ်ဖို့ကြိုးစားခဲ့ပါတယ်အဆိုးရွားဆုံးနေထိုင်မှုအခြေအနေတွေပေါ့ဒါပေမဲ့မန်နိုချကတိပြီး ူမကိုနှစ်သိမ့်ဖို့စ조사ခဲ့ပါတယ်မန်နုကပို့ပြီးစာစ조사ဖို့စိတ်အားထက်တန်လာပါတယ်သူဒေလီကိုပြန်လာပြီးသူရဲစာချက်ချင်းကိုပြန်ဆက်ခဲ့ပါတယ်ဒီနေ့မှာမန်နုချဖေးကသူ့ကိုလာတွေ့ပါတယ်သူ့ရဲ့နေထိုင်မှုအခြေအနေကိုမြင်တဲ့အခါဂျုံဆက်မှာအလုလုပြီးစာချက်နေတာကိုပေါ့မန်နုချဖေးကသူ့ကိုစိတ်မကောင်းဖြစ်ပြီးတနာသွားပါတယ်သူကမန်နုချကိုသူ့တို့ရွာကိုပြန်လာဖို့ပြောပါတယ်ပြီးတော့အတူတူစီးပွားရေးအတက်တစ်ခုဆက်လုပ်ကြမယ်ပေါ့ မန်နိုဂျီကမြင့်ဆန်ပြီးသူ့ဖေကိုနှစ်သိမ့်ခဲ့ပါတယ်။နောက်တနေ့မှရှရာတာတော်မှမန်နိုဂျီကိုလာတွေ့ပါတယ်။သူမလဲသူ့ကိုစိတ်မကောင်းဖြစ်ပြီးတနာသွားပါတယ်။သူမကသူမစုထားတဲ့။ပိုက်ဆံတွေကိုတောင်မန်နိုဂျီကိုပေးခဲ့ပါတယ်။ဒီနေရာကထွက်သွားပြီးအခန်းကောင်းကောင်းတစ်ခုငါပြီးစာချက်ဖို့ပါမန်နိုဂျီကမြင့်ဆန်ခဲ့ပါတယ်။အခုသူကသူ့ကိုယ်သူအတွက်တင်အလုပ်လုပ်နေတာမဟုတ်တော့ပါဘူး။သူကရွာကသူ့မိသားစုစီကိုပိုက်ဆံပို့ပေးဖို့လိုအပ်နေပါတယ်။အဲ့ဒီနောက်အကိုဂေါ်ရီကမန်နိုဂျီရဲ့ရုံးကန်နေရတာကိုတတိထားမိသွားပါတယ်ပြီးတော့ မနုဂျကိုသူ့ခန်းမှာနေဖို့အတင်းကျပ်ခေါ်ခဲ့ပါတယ်။အကိုဂေါ်ရီကမနုဂျကိုပြောခဲ့ပါသေးတယ်။သူကမနုဂျမိသားစုစီကိုပိုက်ဆံအောင်ပို့ပေးမယ်။လို့ပြောပါတယ်။မနုဂျကဒါကိုလက်ခံဖို့တုံ့ဆိုင်နေခဲ့ပါတယ်။ဒါပေမဲ့အကိုဂေါ်ရီကသူတလက်အရာရှိဖြစ်လာတဲ့အခါသူ့ကိုပိုက်ဆံနစ်စာပြန်ပေးလို့ရတယ်လို့ပြောခဲ့ပါတယ်။အခုတော့စာချက်တာကိုပဲအာယုံဆိုင်ဖို့ပြောပါတယ်။ဒီလိုနဲ့မနုဂျကစာချက်ဖို့အတွက်စားပွဲနဲ့ကုလားထိုင်ပေါ်မှာပထမဆုံးအကြိမ်ထိုင်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီနောက်သူနဲ့စာမေးပွဲကိုအောင်မြင်ခဲ့ပါတယ်အခုတစ်သက်အရာရှိဖြစ်ဖို့အတွက်သူအင်တာဗျူးကိုအောင်ဖို့လိုအပ်ပါတယ်ဒါကအခက်ခဲဆုံးအပိုင်းမှာပဲတစ်ချိန်တည်းမှာပဲရှရာတာကဇော့ဖရစာမေးပွဲကိုအောင်ပြီးဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်လာခဲ့ပါတယ်အင်တာဗျူးနေ့မှာရှရာတာကမန်နိုဂျ်နဲ့လိုက်ပါလာခဲ့ပါတယ်သူမကမန်နိုဂျ်ကိုကြက်ဆိုင်နဲ့ဆက်တိုင်ဆက်မင်းညက်ဖို့ခေါ်သွားပြီးသူ့ကိုတတ်တည့်ရဲ့ဝစားဆင်ရင်ပေးခဲ့ပါတယ်ရှရာတာကမန်နိုဂျ်ကိုစာတစောင်ပေးခဲ့ပါတယ်သူတယောက်တည်းရှိတဲ့အခါဖွင့်ဖက်ဖို့ပြောခဲ့ပါတယ် ရဲအင်တာဗျူးအတွင်းမှာအင်တာဗျူးသူတွေကမန်နိုချီကိုဟင်ဒီဘာသာနဲ့ဖြေဆိုသူဖြစ်လို့အထင်သေးခဲ့ကြပါတယ်ပြီးတော့မင်းဆက်နှစ်တန်းလုံးကဘာလို့စာမေးပွဲကြတာလဲလို့မေးခဲ့ပါတယ်မန်နိုချီကသူတို့ကိုအမှန်တမ်းပြောပြခဲ့ပါတယ်အဲ့ဒီနှစ်ကနှင်းရဲကသူတို့ကျောင်းအုပ်ကိုဖမ်းသွားတဲ့အတွက် စာမေးပွဲမှာခိုးချလို့မရခဲ့ပါဘူးဒီအဖြေကအင်တာဗျူးသူတွေကိုအံ့အားသင့်စေခဲ့ပါတယ်အင်တာဗျူးသူတယောက်ကမန်နိုချီကိုမင်းခုသွားလို့ရပြီလို့ပြောလိုက်ပါတယ်ပြီးသွားပါပြီဒါပေမဲ့သူ့ကိုအပြင်မှာနှစ်မိနစ်လောက်စောင့်ခိုင် ခဲ့ပါတယ်တခြားမျိုးသမီးအင်တာဗျူးသူတယောက်ကပါမန်နိုချက်ပြင်ထွက်ပြီးစောင့်နေခဲ့ပါတယ်သူစိတ်ပူနေခဲ့ပါတယ်မကြခင်မှာပဲသူရှီယာတာရဲ့စာကိုယူပြီးဖတ်လိုက်ပါတယ်အထဲမှာရေးထားတာကမန်နိုချက်ရှင်ကိုတသက်အရာရှိဖြစ်ဖြစ်ဂျုံဆက်မှာအလုတ်လုတ်တဲ့သူပဲဖြစ်ဖြစ်ကျမရှင်နဲ့အတူတူဘဝတသက်တာလုံးဖြတ်တန်းကျင်ပါတယ်ကျမကိုလက်ထပ်နိုင်မလားမန်နိုချက်မန်နိုချက်အရန်ပျော်သွားပြီးဒါကသူ့ကိုစိတ်အားထက်တန်စေခဲ့ပါတယ်သူတို့သူ့ကိုအင်တာဗျူးခန်းထဲပြန်ခေါ်လိုက်ပါတယ်အင်တာဗျူးသူတွေကမေးခွန်းပေါ် င်းများစွာမေးခဲ့ပါတယ်မန်နိုဂျကယုံကြည်မှုရှိရှိဖြေဆိုခဲ့ပါတယ်ဒါပေမဲ့အင်တာဗျူးပြီးသွားတဲ့အခါမန်နိုဂျကအင်တာဗျူးသူတယောက်ပြောတာကိုကြားလိုက်ရပါတယ်အချိန်ကုန်တာပဲတော်တော်မောက်မာတာပဲအခုမန်နိုဂျကသူဒီစာမေးပွဲကိုမအောင်နိုင်တော့ဘူးလို့တွေးလိုက်ပါတယ်အဖြေထွက်တဲ့နေ့မှာမန်နိုဂျကသူ့ဖြေကိုသွားမကြည့်ချင်ခဲ့ပါဘူးဒါပေမဲ့ရှယာဒါကသူ့ကိုသွားဖို့အတင်းကျပ်ခေါ်ခဲ့ပါတယ်သူမှမန်နိုဂျနဲ့လိုက်သွားပြီးရှယာဒါဖြေကိုမြင်လိုက်တဲ့အခါသူမမျက်ရည်တွေကျလာခဲ့ပါတယ်ဘာလို့လဲဆိုတော့ မန်နုဂျဒါနီကိုအောင်မြင်သွားလို့ပါမန်နုဂျီရဲ့သူငယ်ချင်းတွေလည်းရောက်လာပြီးပျော်ရွှင်မျက်ရည်တွေနဲ့ငိုနေကြပါတယ်ဘာလို့လဲဆိုတော့မန်နုဂျီဘလောက်တောင်ရုန်းကန်ခဲ့ရလဲဆိုတာလူတိုင်းသိလို့ပါဒါကဆယ်နှစ်တန်းကြာအင်တာတန်ရှင်ရေးသမားဂျုံဆက်အလုပ်သမားတယောက်ကအိန္ဒိယရဲ့အခက်အခဲဆုံးစာမေးပွဲကိုဖြေဆိုနိုင်ခဲ့တယ်ဆိုပြီးတရင်ထူးလဲဖြစ်သွားခဲ့ပါတယ်တနစ်ကြာပြီးနောက်မန်နုဂျီကအဆက်အရာရှိဖြစ်လာပြီးလင်းရတယောက်ကိုတွားရွေးခဲ့ပါတယ်စာမေးပွဲမှာမခိုးချဖို့ပြောခဲ့တဲ့သူပေါ့လင်းရကသူ့ကို အရာရှိကြီးတယောက်အနေနဲ့ရောက်ရှိလာချိန်မှာအလေးပြုခဲ့ပါတယ်။မန်နိုဂျီကသူ့ရဲ့ပထမဆုံးမင်္ဂလာဆောင်ဖိတ်စာကိုဆင်းရဲကိုပေးပြီးပြောခဲ့ပါတယ်။ဆရာကျွန်တော်ကိုမှတ်မိခြင်းမှမှတ်မိတော့မှာပါ။ဒါပေမဲ့ကျွန်တော်ကဆရာကိုမခိုးချဖို့ပြောခဲ့တဲ့ကောင်းလေးပါအင်းရဲကသူ့ကိုမှတ်မိသွားပြီးထပ်မံအလေးပြုခဲ့ပါတယ်။ဒါနဲ့အတူဇလန်းကအဆုံးသက်သွားခဲ့ပါတယ်။ပရိသတ်တို့ကဒီဇလန်းကိုနားလည်ပြီးကျွန်တော်ရဲ့ဇလန်းရှင်းပြတာကိုသဘောကျတယ်ဆိုရင်နောက်ထပ်ဇလန်းရှင်းပြတဲ့ဗီဒီယိုတွေအများကြီးလုပ်ဝင်ဖို့ကျွန်တော်ကိုအားပေးပါဦး။